ကချီပြည်နယ်မှာကိုစင်းရောက်ရာကနေတရုတ်ဆောင်ဖြစ်လာအောင်ကိုအားကိုကိုပြီးတော့ကြိုးစားလာတဲ့ရှရူအားလုံးပဲမြင်ကြလားပါဆယ်ဒီတိုင်းနူပေးကနေပြန်လေကကြိုးဆိုလိုက်ပါရီရမဲဆန်လန်တဲမှာထင်မင်းလေးဖြစ်တရုတ်ဆောင်ထားတဲ့မိသားကဇလန်နဲ့ကြည့်သူတွေကြားထဲမှာလူကြိုက်များနေပါရီအစ်တတရားလို့မတရားလာအောင်တရုတ်ဆောင်ကောင်းတဲ့ရှရူကိုအိမ်ကူလိုသီလားဆိုပြီးပြိသက်တွေကစားနောက်ကြပါရီရမဲဇလန်တွေထဲမှာအိမ်ကူတပြေနဲ့တူတရုတ်ဆောင်ထားတဲ့ရှရူကတော့သွားလျာမှာလဲထင်မင်းလေးဆိုပြီးတော့ခေါ်ခံနေရပါရီ ရှရူကအနုပညာလောကရဲ့ကိုရောက်လာအောင်ကိုအားကိုကိုပြီးတော့ကျူးစားလာခဲ့တာပါ။ရှရူကတော့ကချင်ပြည်နယ်မြကြီးနားမြို့မှာနေထိုင်ခဲ့ပြီးတစ်ချိန်တစ်ခါကငါးရီဟင်းသီးရွက်တွေကိုကိုရိုင်းရောက်ခဲ့သူပါ။ဈေးထဲမှာငါးရီဟင်းသီးရွက်တွေကိုရောင်းနေတဲ့ကောင်းလေးတယောက်ကနမိတ်ကြီးနေတဲ့ဇလန်းတွဲတွေကမင်းသားတယောက်ဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှမထင်ထားခဲ့ကြပါဘူး။ရှေတို့မိသားစုကအနေထားတစ်ခုရှိပေမဲ့လည်းသူကတော့ကိုရိုင်းကျူးစားကျင်တာကြောင့်အလုံးမရွေးပဲနဲ့လုပ်ကင်ခဲ့ပါရင်အတွေ့အကြုံတွေရလာခဲ့တဲ့ရှရူကဇလန်းတွဲမှာတယောက်ဆောင်တဲ့အခါမှာပို့ပြီးတော့ဆင်ပြေသွားပါရင် ရှယ်ရူကကချင်တိုင်းသားတယောက်ဖြစ်ပြီးတော့အရင်ကလုပ်ခဲ့တဲ့လုပ်ကိုလည်းတခါလေးပြောပြထားပါရီရှယ်ရူကဈေးထဲမှာကုန်စည်နေရောင်းခဲ့ပြီးအရင်းအီးတွေလည်းမကြခဏပြုတ်ခဲ့ပါရီတရုတ်ဆောင်ရတဲ့အလုပ်ကလည်းမလွယ်ကူသလိုကိုစင်းရောင်းရင်းနဲ့ကြုံတွေ့ကြရတဲ့ဒီလောကရန်တွေကသူ့ကိုတမ်းမအောင်တင်ကြပေးခဲ့ပါရီရှယ်ရူမိသားစုထဲမှာနုပညာမျိုးရေးလည်းမရှိလို့နုပညာလောကတွေကိုဝင်ဖို့အတွက်အခြားသူတွေလိုတော့မချုံမွေးခဲ့ပါဘူးရှယ်ရူရဲ့ရန်မောင်းနဲ့ရုပ်ရည်ကိုတည်ထားမိတဲ့သူတွေကမစ္စတာဘွဲမှာပြန်ဖို့ကန့်လန့်ခဲ့ပါရီ ဒါကြောင့် Men's Order Asia မြန်မာ2020တွင်မှဝင်ရောက်ရှင်ပြိုင်ခဲ့ပါသည်။ရှယ်ရူကအဲ့ကနေအောင်မြင်ခဲ့တာကြောင့်အင်ဒိုနီးရှားနိုင်ငံမှာမြန်မာကိုစားပြု Mr. အဖြစ်ဝင်ရောက်ရှင်ပြိုင်မှုတွေဖြစ်လာခဲ့ပါသည်။နိုင်ငံခြားတီးသွားပြိုင်မှုလမ်းစာကထွက်ပေါ်လာပြီးမဲ့လည်းသူ့မှာခက်ခဲတစ်ခုကြုံလာပါသည်။နိုင်ငံခြားတီးသွားပြိုင်မှုတွေငွေမတက်နိုင်လို့ဒီခွင့်ရေးကိုလက်လွတ်ပြီးတော့သွားမပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါသည်။ကိုကြီးပေးမဲ့သူရှိလာပြီးတဲ့နောက်မှာအင်ဒိုနီးရှားနိုင်ငံမှာရှင်ပြိုင်ခဲ့ပြီးတော်တော်လေးဝင်ခဲ့တဲ့ပြင် popular စုကိုလည်းရရှိလာခဲ့ပါသည် ရှယ်ရူကမစ္စတာပြန်ပွဲတွေပြီးမှတော့တရုတ်ဆောင်လောကရိတ်ကိုကူပြောင်းလာခဲ့ပါတယ်။ပြိုင်ပွဲပြီးတာမကြခင်မှာပဲဒိုက်တာမဲမင်းပေါ်ရိုက်ကူးမဲ့ရမက်ဇလန်တွေမှာရှယ်ရူကတရုတ်ဆောင်ခွင့်ရသွားခဲ့ပါတယ်။ဒီစကားထဲမှာခန်းနေဝေလိုနာမည်ကြီးတဲ့မင်းသမီးနဲ့တောင်မှတရုတ်ဆောင်ခွင့်ရသွားခဲ့ပါတယ်။ရှရူကမင်းသားဖြစ်သွားတဲ့နောက်မှာဈေးထဲကမိဆွေတွေကသူ့ကိုမိသွားပြီလို့ထင်ကြပါရဲ့ရှရူကအောက်ခြေကနေလာခဲ့သူဖြစ်တာကြောင့်အောက်တက်ကြေးပြီးဘဝင်မျက်နှာကြီးလည်းမရှိခဲ့ပါဘူး ဈေးထဲမှာလည်းအသားငါးတွေအတီးရွက်တွေရောင်းနေရပေမဲ့နုပညာကိုဝါသနာပါတဲ့သူတွေရှိကြပေးအဲ့ဒီထဲမှာ shadow လဲတယောက်ပါဝင်ဖြစ်ခဲ့တာပါရလာတဲ့ခွင့်ရီကိုရအောင်တုံးချနိုင်လို့ပထမဆုံးတရုတ်ဆောင်တဲ့ဇလန်းထွဲမှာရင်သူ့နာမည်ကိုတည်သွားကြပါပြီ။သူနဲ့ဘွားတူခဲ့တဲ့ဈေးတွေကမိဆွေတွေကိုလည်းရှက်တူအားစိတ်ခွန်အားပေးခြင်းလို့ဒီလိုချင်းနေထိရှောက်အောင်ခက်ခဲတွေကြားတဲ့ကပြတ်တမ်းလာခဲ့ပါရီ။ဈေးထဲမှာငါးတွေဟင်းသီးရွက်တွေရောင်းရတဲ့ဘွားကပြင်ပန်းလာကြ။ရှက်တူကတော့မခံချင်းစိတ်နဲ့ကြိုးစားလာခဲ့တာပါ။ ရှယ်ဒူလေးတစ်ချိန်ကမပြေလည်ခဲ့သူဖြစ်တာကြောင့်မပြေလည်သူတွေရဲ့ဘဝကိုနားလည်ပေးနိုင်ပြီးကိုစင်းရောင်းရင်လည်းတရုပ်ဆောင်ဖြစ်လာနိုင်တယ်ဆိုတာကိုပြသချင်တာပါ။မြကျနာမှာကိုစင်းရောင်းရာကနေဇလန်တွဲမင်းသားဖြစ်အောင်ကိုပိုင်ဆွမ်းစားနဲ့ကြိုးစားခဲ့သူရှယ်ဒူအောင်ဇလန်တွဲထဲမှာရောတရုပ်ဆောင်ကောင်းရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။တရှိဝါပေးခဲ့ကြတဲ့အတွက်လေးအားလုံးကိုကျေးဇူးတင်ပါတယ်။